များတို့ဘယ်လိုစုံစမ်းစစ်ဆေးအဖြစ်ပြီးအရေးတည်ဖနေသားကလက်စကားထွက်ပြီးတော့ကျွန်တော်တို့ကအမှန်တရားတွေတရားမျှတမှုတွေရှိပါတယ်ဆိုတော့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ရခိုးတို့ခိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲလေးတွေနဲ့နာမည်ကောင်းရှုမနေပဲအခုလိုမျိုးတိုက်သည့်ပြည်သည့်ကဘာသည့်ရုံမှရက်ဆက်မှုတွေကိုဒါကျွန်တော်တို့ထောက်ခံနေတဲ့မျိုးနေပင်းနေကိုယ်တိုင်ကမခံနိုင်လို့စိုက်ပုတ်တွေဆွဲကင်နားမှာပေါ်ထွက်ဆန်းနာပြရမှုတွေကိုဒါကျွန်တော်တို့စုံစမ်းစစ်ဆေးအပြစ်ပေးပါတတ်တည်ရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိတယ်စုံစမ်းစစ်ဆေးကြပါ အသက်73နှစ်အရွယ်မိန်းကလေးကိုအတ္တမပြုခြင်းပြီးတက်ဖြတ်ခဲ့သူကိုတည်တံပေးရန်မြို့ခံပြည်သူများတောင်းဆိုမှုအကောင့်ထဲပို့ပေးရန်အန်ယူဂျီအစိုးရကိုမပူတူတောင်းဆိုလိုက်သည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာမင်္ဂလာပါမျိုးရေကျွန်မမပူတူမဟာသေးပါရှင်ဒီနေ့နောက်25ခုနှစ်အောက်တိုဘာ26ရက်နေ့ဖြစ်ပါတယ် စကားတိုင်းဒေသကြီးအင်းတော်မြို့နယ်မှာတဲ့ဆိုင်ငယ်ပြမှုတန်တရာနဲ့နော်အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ကမျိုးသားတို့ကိုဖမ်းဆီးဆစ်ဆီးခင်မှာလက်လုံပြီးတည်ဆုံသွားပါတယ်တဲ့ဒီမှုနဲ့ပတ်သက်လို့တဲ့အင်းတော်ပြည်သူ့ကာကွယ်အဖွဲ့ရဲ့ဒုတာဝန်ခံကိုအန်ယူဂျီကဆစ်ဆီးနေတယ်လို့ပြောပါတယ်။အဲဆိုတာကသူကတကူတရားကိုဖမ်းမိတာတော့မှတရားဥပဒေနဲ့အညီလုပ်တယ်ပေါ့။နော်ဒီတကူကိုဖမ်းလိုက်တယ်ဖမ်းလို့သူဖမ်းစစ်စစ်စင်မှာတည်သွားတယ်အဲ့ဒီအတွက်တရားမျှတမှုအမှန်တရားပေါ်ပေါက်ဖို့အတွက် NUG ကဆစ်ဆင်းနေတယ်ရှင်းပါလေလို့ပဲ စင်ကူးမှာစတားလင်အနာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီ PDF တွေနဲ့เนาะသူတို့အာ PDF ရဲ့ရောက်ခမမိသားစုနဲ့ပြဿနာတွေတက်ကြလာအများလို့မြင်လိမ့်မယ်။အဲ့ဒီချိန်တုန်းကလည်းအန်ယူဂျီကစာရီထုတ်တယ်။ PDF ရဲဘော်တွေနေနဲ့ကပြည်သူကိုမချေမငန်ဆက်ဆံလို့ထိထိရောက်ရောက်ရေးယူသွားမယ်။ပြည်သူကိုချစ်ချင်ငန်ငန်ဆက်ဆံရမယ်ဆိုပြီးပြောတယ်။အာဆိုတော့သူတို့ကပြည်သူကိုအလေးထားတယ်အာတရားဥပဒေမဲ့မင်းမဲ့ဇယိုက်တွေမလုပ်ဘူးဆိုတဲ့သဘောနဲ့လူထုကို ပြည့်ရည်နဲ့ဝမ်းချတနည်းအားဖြင့်ဖနက်ချားကနတ်စကားထွက်ကြတယ်။တကယ်တော့ခမားတို့ဒီအမှန်တရားကိုလိုလားတယ်တရားမျှတမှုကိုလိုလားတယ်။တောင်ဝင်မှုတောင်ဝင်ခံမှုရှိရဆိုရင်အခု2025ခုနှစ်ရှစ်လပိုင်းအကုန်မှာစကိုင်းတိုင်းဟိုးမလင်းမြို့နယ်က PD ရဲ့ခေါင်းဆောင်စိုင်းအောင်အပါဝင်သူတပည့်အယောက်20ကိုအန်ယူဂျီကပြန်ဖမ်းသွားတယ် 2025ကရှစ်လပိုင်းအကုန်မှာပဲစကိုင်းတိုင်းမင်းကင်းမြို့နယ်မှာမင်းကင်းလိုကယ်ယူနီယံဆိုတဲ့ PD ရဲ့အဖွဲ့တွေကို NUG ကပြန်ဖမ်းတဲ့အတွက်သူတို့ကိုထောက်ခံနေတဲ့ဏီပေါ်ဏီပိလူပေါင်း200နီးပါးဆန္ဒပြကြတယ်။ဒီအကြောင်းအရာကခမားတို့ဒီသတင်းမှန်လို့လက်ခံယုံကြည်အားပေးနေတဲ့ DPP ကကြီးနာခဲ့တဲ့သတင်း။ဒါဆိုရင်အဲ့ဒီလူတွေကိုအခု NUG ကဘယ်လိုဆက်စည်းနေတယ်လဲ။ ဟိုမလင်း PDF ခေါင်းဆောင်ဆိုင်းရအောင်ပါဝဲအယောက်20မင်းကင်းလူငယ်ယူနီယက်က PDF ဖွဲ့တွေကိုချစ်လာပိုင်းကုံတော့ကအန်ယူဂျီကဖမ်းသွားတယ်အခုဘယ်လိုစစ်ဆေးနေတလဲဒါအနည်းဆုံးဆုံးဖြစ်စဉ်ကိုပြောပြတာနော်ရှေ့မှာလည်းပဲအဲ့ဒီလိုမျိုးအန်ယူဂျီကဖမ်းပြီးတော့လူသက်အလောင်းဖြောက်လိုက်တဲ့ကိစ္စတွေအများကြီးရှိတယ်ခင်ဗျားတို့အဲ့ဒီလိုလူသက်အလောင်းဖြောက်လို့လည်းပဲခင်ဗျားတို့ကိုထောက်ခံတဲ့ညီပိန်းတွေကိုယ်တိုင်ကခင်ဗျားတို့ကိုစံနာပြကြတယ်။ဒီမှုတွေကြတော့ခင်ဗျားတို့ဘာကြောင့်နှုတ်ပိန်နေကြသလဲ။ ထမဆုံးဖြစ်စဉ်က2021စစချင်းမှာရင်းမပင် PD ရဲ့ခေါင်းဆောင်တပီအေးဆရာတော်ဦးတော်ပါကရဲ့အခွဲကလူပေါင်း20နဲ့တယောက်ကိုတပ်ပြလိုက်တယ်။သူတို့တပ်တဲ့လူကရင်းမပင်မြို့နယ်လာဖို့ကြေးရွာမှာလူငယ်တယောက်ထိခိုက်ဒဏ်ရာရပြီးခြေတော်ကျိုးသွားတယ်။ခြေတော်ကျိုးသွားလို့ဒီလူငယ်ကိုနော်ပရိဒါအခွဲလိုမျိုးချက်ချင်းနေအခွဲတွေက မျိုးကိုစေကူဖို့ကားနဲ့ခေါ်သွားတယ်။အဲ့ဒီတချင်နေဝန်ထမ်းတွေကိုစီဒီအမ်လို့လို့ဆိုပြီးဖမ်းပြီးတပ်ပလိုက်တယ်။ဒီတချင်နေဝန်ထမ်းတွေကရိုးသားတဲ့ပြည်သူတွေပါဒီလာဖို့ကြေးပါက6လောက်ကျိုးတဲ့လူငယ်ကလည်းစစ်တပ်ထောက်ခံတဲ့ဒလန်မဟုတ်ပါဘူးဆိုတာကိုလောက်လံပြီးအာမခံပေးတဲ့ဟီးရိုးတိုက်ကဆိုတဲ့ PDF တစ်ခွက်လုံးကိုလည်းရင်းမပင် PDF ကောင်းဆောင်ဥတော်ပါကရဲ့အဖွဲ့ကတပ်ပလိုက်တယ်။ ဒါကြောင့်မလို့ရဲမပင်ပီဒီရဲ့ခေါင်းဆောင်ဥတော်ပါကတို့အဖွဲ့ကိုအရေးယူပေးပါဆိုပြီးတော့စကိုင်းတိုင်းနေမှာရှိတဲ့ကျန်းတဲ့ပီဒီရဲ့အဖွဲ့ပေါင်း63ဖွဲ့ကအန်ယူဂျီကိုတိုင်ခဲ့တယ်အခု9နေရှိပြီဘလို့စစ်စစ်ပြစ်ပြစ်ရိပ်လိုက်တယ်စတားလင့်ပြဿနာနဲ့ပတ်သက်လို့ဒီစတားလင့်ကိစ္စနဲ့ပတ်သက်ပြီးရန်ဖြစ်တဲ့ကိစ္စကလူတိုင်းကြိတ်လိုက်တာနဲ့ဒီအရှင်မီနောက်ယူတွေလုံးနေဆိုတာအားလုံးသိတယ် အဲ့ဒီလိုအရင်မိသားစုတွေလုံးနဲ့ကိစ္စပေါ်တော့မှခင်ဗျားတို့ကအာပြည်တည်းတွေကပြည်သူတွေကိုမချိမမှန်ဆက်ဆံလို့ခင်ဗျားတို့စစ်ဆေးပါတယ်အပြစ်ပေးပါတယ်ရေးယူပါတယ်ဆိုရင် PD ရဲ့အခွဲပေါင်း63ဘွဲ့ကိုယ်တိုင်ကတရလိုလို့ပြီးတိုင်နေမှုကြခင်ဗျားတို့ဘာကြောင့်အပြစ်မပေးတာလဲကျွန်မမေးမယ်အဲ့ဒီရင်းမပဲ PDF ကပဲ2023ခုနှစ်ကစလင်းကြီးမျိုးနဲ့စားခါရွာမှာရှိတဲ့အမျိုးသမီးတွေကို CDM လို့လို့ပါဆိုရင်ညကြီးအချိန်မတော့ရွာကိုမီးမိတ် အမောင်ချပြီးဖမ်းသွားတယ် တို့ဖန်ခံရတဲ့အမျိုးသမီးတွေထဲမှာကိုဝင်6လရှိတဲ့အမျိုးသမီးတယောက်ပါတယ်။အဲ့ဒီအမျိုးသမီးတွေကိုမိမ6ယောက်ကိုညာကြီးအချိန်မတော်တေးဝါလို့အမောင်ချစီရီယံမလို့လို့ဆိုပြီးဖန်စီတက်ဖြက်လိုက်တဲ့အမှုကိုဝင်အရင်မှဖြစ်နေတဲ့အမျိုးသမီးကိုတတ်လိုက်တဲ့အမှုကိုပေါ့ကျွန်တော်တို့အမျိုးကြီးကလို့စုံစမ်းစစ်ဆေးအပြေးပေးတယ်။နောက်ဆုံးအဲ့ဒီရင်မပင် PDF ကပဲလောင်းတော်ကတပအမျိုးသားဘေးမဲ့တုံးမှ စ်တွေကိုထုတ်ရောင်းစားနေတာ90ရာခိုင်နှုန်းလောက်ပုံနေပါပြီဆိုပြီးတော့အန်ယူဂျီရှိကိုတိုင်စာပို့ခဲ့တဲ့ဥကပြရဲဘော်ကားပြားကိုခမားတို့အချိန်ချင်းနှုတ်ပိတ်ပြီးတက်ဖြတ်လိုက်တယ်။အန်နူဂျီကဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးရေးယူနေတယ်လေ။အဲ့ဒီရင်းမပင်ပီဒီအက်ကပဲဘိန်းမောင်ကိုကူတို့ချင်းဒီနယ်မှာချင်းလက်နက်ကင်တပုံခွဲကဖမ်းဆီးရမိတယ်။ရင်းမပင်ပီဒီအက်ကတရင်မှုရဲ့လက်မှတ်နဲ့ဘိန်းမောင်ကိုကူတဲ့ ခမားတို့ဘလို့စုံစမ်းစစ်ဆေးအဖြစ်ပေးမကွေးတိုင်းဂံကောခရိုင်စောမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးကိုအထမပြုကျင့်ပြီးတက်ဖြတ်ခဲ့သူကိုတည်တံပေးဖို့အောက်တိုဘာ26ရက်မှာမြို့ခံပြည်သူတွေကတောင်းဆိုခဲ့ကြပါတယ်ပြစ်မှုကျူးလွန်သူဟာအောက်တိုဘာ27ရက်ကစောမြို့မှာအသက်73နှစ်အရွယ်မိန်းကလေးကိုအထမပြုကျင့်ပြီးတက်ဖြတ်ခဲ့ကအလောင်းကိုစောမြို့ဆေးရုံဝန်ထဲရှိအခန်းတစ်ခုမှာပြစ်ထားခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်ကျူးလွန်သူဟာ အသက်20နှစ်အရွယ်ကိုမင်းမင်းစုဖြစ်ပြီးဒေတာတော်လန်ရဲဘော်တယောက်လည်းဖြစ်တယ်လို့သိရပါတယ်။တရခံကိုတက်ဆိုင်ရအဖွဲ့စည်းကဖမ်းဆီးကအသေးစိတ်စစ်ဆေးမှုတွေလုပ်ဆောင်ခဲ့ပြီးပြစ်မှုကျူးလွန်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားတယ်လို့သိရပါတယ်။မင်းမင်းစုဟာအရင်ကလည်းမရိမှုကျူးလွန်ခဲ့ဘူးသူဖြစ်တယ်လို့ဒေတာအခြေဆိုင်ရောလင်းနန်းကဖော်ပြခဲ့ပါတယ်။ရေးယူလိုက်တယ်လေ။အဲ့ဒီရင်းမပင် PDF အဖွဲ့မှာပဲ မင်းသားကြီးခေါ်ကျော်ဟိန်းဆိုတဲ့ကောင်ကသူများမရကိုဝင်ဆောင်တဲ့ကိုမရင်းကျင်လို့ကိုဝင်ပြက်ကြသွားတယ်ခင်ဗျားတို့ဘယ်လိုဆုံးလဲစစ်စစ်အပြစ်ပေးအေးလို့တဲ့မထောင်းနဲ့နှစ်ဆက်နဲ့တက်တယ်ကပြောခဲ့တာနော်အန်ယူဂျီကပြောရေးဆိုခွင့်ရှိသူပါတို့နိုင်ထူးအောင်ပါတို့နော်အာအန်ယူဂျီကဝင်ကြီးပါတို့နိုင်ကောင်းရွက်နိုင်ကောင်းရွက်ကိုယ်တိုင်ကရင်းမပင် PDF ကဲဒီလူတက်မှုတွေအကြိမ်မှုတွေ ပြစ်မှုတွေကိုအန်ယူဂျီကဝင်ကြီးနိုင်ကောင်းရွယ်ကိုယ်တိုင်ကစုံစမ်းနေပါတယ်ဆိုပြီးခမတို့2020နဲ့တက်တယ်ကပြောခဲ့တာအခု2025ရောက်သွားပြီဒီမှာလည်းအဖြစ်အင်းတော်ပါခါပါဆိုင်ငယ်ခိုးမှုနဲ့လူတယောက်ကိုတတ်တာတောင်မှခမတို့စုံစမ်းစစ်ဆေးရဲဆိုရင်ဒီအမှုတွေကခမတို့ဘာကြောင့်နှုတ်ပိတ်နေကြတာလဲကျမရဲ့ဗီဒီယိုဖိုင်တွေကိုအမြဲတမ်းဖြည့်ညက်ကပ်လုပ်နေတဲ့ကောင်းနေကောင်းမတွေဖြေးလာကျမဆင်ခေါ်မယ်နောက်တစ်ခုပြန် စရဲ့တပ်ဖွဲ့ဝင်2ဦးအပါ3ဦးကိုမင်းကင်းမြို့နယ်တရင်လေးကပြစ်ခတ်ဖမ်းဆီးတဲ့အတွက်ဒေသခံတွေဆန္ဒပြတောင်းဆိုနေကြပါတယ်တဲ့ဒါကခင်ဗျားတို့အားပေးနေတဲ့မြေအလက်တန်သတင်းဌာနကရေးသားဖော်ပြတာနော်အဲဒီမှာလက်တင်လာဟောင်းအာနာရှင်လောက်အလို့မရှိဆိုပြီးတော့သူတို့ခင်ဗျားတို့ကိုအားပေးတဲ့နေပင်းတွေကိုယ်တိုင်ဆန္ဒပြတောင်းဆိုရဲခင်ဗျားတို့ဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးတယ်နောက်မှုပါလာဖပလဲမောင်တေဆုံးမှုအမှုမှန်ပေါ်ပေါက်ရေးအန်ယူဂျီမှအမြန်ဆုံးဖြည့်ရှင်းပေးရေးဒူအေးဆိုပြီးတော့ဆန္ဒပြနေကြတယ်နောက်တစ်ခုပြမယ် ဒေတာခံတွေသဘောမတူပဲရွှေမျိုးစီမံကိန်းလုပ်ထားကြအောင်မင်းကင်းကပါဖပါကဖတွေကိုဒေတာခံတွေကနှစ်ကြိမ်စတိုင်းဆန္ဒပြပါရဲ့တဲ့ဒါကခင်ဗျားတို့အားပေးတယ်တဲ့မြန်မာနောက်ကတည်းအဲ့ဒီရွှေမျိုးတွေလို့လို့ဆန္ဒပြတာကဒီမင်းကင်းတစ်ခုလည်းမမဟုတ်ဘူးဘုဒ္ဓလင်မာလည်းဒီလိုပဲမင်းတို့စီကလည်းနဲ့တွေကခိုးနီတွေကိုကာကွယ်ဖို့အတွက်လားဆိုပြီးတော့မင်းကင်းမာတဲ့ဆန္ဒပြတာမဟုတ်ဖ ೇನೆ ဘုဒ္ဓလင်မာလည်းအဲ့ဒီရွှေမျိုးစီမံကိန်းတွေရွှေကျင်းတဲ့လုပ်ငန်းတွေကို ခရိုနီတွေကိုလက်နက်ကင်ပြီးကောက်ွယ်ပေးထားတဲ့ PDF တွေကိုမီပေါ်နေပိတ်တွေကိုယ်တိုင်ကဆန္ဒပြပြီးတော့တံကွက်ခဲ့ဘူးလေခင်ဗျားတို့အန်လူကြီးဘလို့စုံစမ်းစစ်စစ်ပြပြအရေးယူတယ်နောက်ထပ်တက်ဖို့ဓမြတိုက်တဲ့ပပပတွေကိုအရေးယူမယ်လို့ဝက်လက်ရဲတဲ့ခွဲကပြောပါတယ်တီတူ ပကဖဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေပြီးတော့ပြည်သူကိုပြန်ပြီးဓမြတိုက်တယ်ဓမြတိုက်တဲ့ကောင်တွေကိုဖမ်းမိတယ်ဝက်လက်ဖာကဖာကအပြစ်ပေးမယ်လို့ပြောတယ်အခုခမရတို့ဘလို့ဆုံဆန်းဆစ်ဆေးအပြစ်ပေးအရေးတယ်ဖနေချားကလက်စကားထွက်ပြီးတော့ခမရတို့ကအမှန်တရားတွေတရားမျှတမှုတွေရှိပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်အောင်စတားလင်ကိစ္စလိုမျိုးအင်းတော်ကဆိုင်ရန်ခိုးလို့ ဖိုးတဲ့အမှုပုံစံမျိုးအသေးအဖွဲလေးတွေနဲ့နာမည်ကောင်းရှုံးမနေပဲအခုလိုမျိုးတိုင်းတိပြည်တိကဘာတိရုံမှရက်ဆက်မှုတွေကိုသာခင်ဗျားတို့ကိုထောက်ခံနေတဲ့မိဘနေပိန်းနေကိုယ်တိုင်ကမခံနိုင်လို့ဆိုင်ဘုတ်တွေဆွဲကင်လမ်းမပေါ်ထွက်ဆန္ဒပြရအမှုတွေကိုသာခင်ဗျားတို့စုံစမ်းစစ်ဆေးအပြစ်ပေးပါပတ်တိရှိရင်တာဝန်ယူမှုတာဝန်ခံမှုရှိရင်စုံစမ်းဆက်စီကြပါ